အင်းလေးကန်နဲ့ပတ်သက်တဲ့ထူးဆန်းဖြစ်ရပ်တွေအကြောင်းပြောရမယ်ဆိုရင်ဒီကန်ကြီးဟာတဘာဝအလှတရားတွေနဲ့အတူဒဏ္ဍာရီဆန်ဆန်ပုံမြင်တွေဒေတာခန့်တွေရဲ့ယုံကြည်မှုတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါအင်းလေးကန်ဟာမြန်မာနိုင်ငံရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်မှာတည်ရှိပြီးဒုတိယအကြီးဆုံးရေချိုကန်ဖြစ်တယ်ဆိုတာလူတိုင်းသိကြမှာပါဒါပေမဲ့ဒီကန်နဲ့ပတ်သက်တဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေကသူ့ရဲ့တမိုင်းနဲ့ဒေတာခန့်တွေရဲ့ဘဝနေထိုင်မှုပုံစံကိုပိုပြီးစိတ်ဝင်စားဖွယ်ဖြစ်စေပါတယ်။အခုကျွန်တော်သိရသလောက်အသေးစိတ်ပြောပြပါမယ်။ တအအင်းလေးကံရဲ့ဖြစ်ပေါ်လာပုံတန်တာကြီးအင်းလေးကံရဲ့မူလအစအကြောင်းဘူမိဗေဒပညာရှင်တွေကထုံးကြောက်တွေအရေးပြောပြီးဖြစ်ပေါ်လာတဲ့ solution လေးတစ်ခုလို့သိပ္ပံနည်းကြရှင်းပြထားပေမဲ့ဒေတာခန့်တွေရဲ့တန်တာကြီးမှာတော့ထူးဆန်းတဲ့ပုံမြင်တစ်ခုရှိပါတယ်တန်တာကြီးရလွန်ခဲ့တဲ့နှစ်ပေါင်းတန်းနဲ့ချီတဲ့အချိန်ကဟဲဟူဒီခေါင်းတဲ့ဘက်ကတောင်ပြိုမှုတစ်ခုကြောင့်ရေတွေအင်းလေးဘက်ကိုစီးဝင်လာခဲ့တယ်လို့ဆိုပါတယ်ဒီဖြစ်ရဲ့ကြောင့်ရမဝတီမြို့ဟောင်းဆိုတဲ့ရှေးဟောင်းမြို့တစ်မြို့ရေအောက်မြုပ်သွားပြီး အင်းလေးကံကြီးဖြစ်လာတယ်လို့ယုံကြည်ကြပါတယ်ဒီနေ့ထီတော့ရေးကြတဲ့အခါတလဲဥရွာနဲ့မိုင်းတောက်ရွာကြားမှာရမဝတီမျိုးဟောင်းရဲ့အကျဉ်းကျန်တွေကိုဒေတာခန့်တွေကတွေ့ဘူးတယ်လို့ပြောကြပါတယ်ဒါကတိတ်ပန့်နီးကြတက်တယ်မပြတာမူထူးဆန်းတဲ့ဒဏ္ဍာရီတစ်ခုအနေနဲ့ပဲကြန့်ရှိနေတာပါနဲ့ဖောင်တော်ဦးဖရာရဲ့ထူးဆန်းတဲ့ရုပ်ပွားတော်များ အင်းလေးကန်တဲ့ကဖောင်တော်ဦးဖုရားဟာဒေတာခန့်တွေအတွက် တကိုးကြီးတဲ့ဖုရားတစုဖြစ်ကြော်ကြပါတယ်ဒီဖုရားမှာဗုဒ္ဓရုပ်ပွားတော်၅စုရှိပြီးဒဏ္ဍာရီရဒီရုပ်ပွားတွေကိုတိကျမင်းကဘလူးမတကောင်ကိုဆက်တလို့ရတဲ့တရက်ခန့်တစ်သားနဲ့ထုလုပ်ပြီးအလောင်းစီသူမင်းကိုပေးခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့ထူးဆန်းတာကဒီရုပ်ပွားတော်တွေကိုဘသူကမှမဖန်တီးခဲ့ပဲအင်းလေးကန်အနောက်ဘက်ဖောင်တော်ပေါက်တောင်ချီရင်ကလိုင်ကူတစ်ခုထဲမှာတဘာဝအတိုင်းပေါ်ထွက်လာခဲ့တယ်လို့ယုံကြည်ကြပါတယ်တက္ကရ9ရက်10နှစ်ခုနှစ်မှာညောင်ရွှေစော်ပွားကြ စီဆိုင်ဘွားလက်ထက်ကဒေတာခန်တွေကဒီရုပ်ဘွားတွေကိုတွေ့ရှိခဲ့ပြီးစောဘွားကြီးကစီဒီလိုင်းကူတွေထပ်ပနာခဲ့တယ်လို့ဆိုပါတယ်။နောက်ပိုင်းစစ်မှတ်အနေရဲ့ကြောင့်ဒီရုပ်ဘွားတွေကိုအင်းတိန်စုံမြွာကစံကြောင်းကိုပြောင်းရွှေ့ခဲ့ရပါတယ်။ဒီလိုတဘာဝအလျောက်ပေါ်ထွက်လာတယ်လို့ယုံကြည်ရတဲ့အချက်ကဒေတာခန်တွေအတွက်ထူးဆန်းပြီးအံ့ဩစရာတစ်ခုပါပဲ။၃ရေပေါ်ရွာတွေနဲ့အင်းသားတွေရဲ့ထူးခြားတဲ့ဘဝအင်းလေးကန်ထဲမှာ ရေပေါ်ရွာတွေရှိပြီး အင်းသားလူမျိုးတွေရဲ့နေထိုင်မှုပုံစံကလည်းထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုလို့ဆိုလို့ရပါတယ်။သူတို့ဟာအိမ်တွေကိုဝါးနဲ့တိဆောက်ပြီးရေပေါ်မှာမျောလွင့်နေအောင်ထိန်းထားကြပါတယ်။ဒါပေမဲ့ထူးဆန်းတာကဒီရေပေါ်ရွာတွေဟာရေလိုင်းတံကိုခံနိုင်အောင်ဘလို့တိဆောက်ထားလဲဆိုတာသိပ္ပံနည်းကျလေ့လာစရာဖြစ်နေတော့မှာတခါတလေရေကြီးလာရင်ရွာတွေမြုပ်ပါသွားပြီးနေရာပြောင်းသွားတတ်တာမျိုးလည်းရှိတယ်လို့ဒေတာခန့်တွေကပြောပါတယ်။ဒါအပြင်အင်းသားတွေရဲ့ခြေတစ်ဖက်နဲ့လေလောတဲ့နည်းကလည်း ကဘာပေါ်မှာတခြားပဲနေရာမှာမတွေ့ရတဲ့ထူးခြားမှုတစ်ခုပါဒီနီးကသူတို့ရဲ့လက်တွေကိုငါဖမ်းဖို့အလွတ်ထားနိုင်အောင်ဖန်တီးထားတာဖြစ်ပြီးဒီလိုလှုပ်ရှားမှုကိုနှစ်ပေါင်းများစွာဆက်ခံလာတာကလည်းအံ့ဩစရာပါပဲအင်းသားရီရဲ့ဘိုးဘွားပြည်ပင်တန်တာကြီးနောက်ထပ်ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုကအင်းသားရီရဲ့မူလစင်မြင့်နဲ့ပတ်သက်တဲ့တန်တာကြီးပါအင်းသားရီကသူတို့ဟာထဝယ်သားရီရဲ့ဘိုးဘွားပြည်ပင်တွေလို့ယုံကြည်ကြပါတယ်တန်တာကြီးတစ်ခုမှာရှေးခေတ်ပကံဘရင်အလောင်းစီသူမင်းအင်းလေးကံကိုဖောင်းတော်စင်ကြနဲ့လှည့်လည်ရင်း အင်းသားတွေကိုရေတက်မတော်သားအဖြစ်စုဆောင်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအင်းသားတွေဟာဘရင်နဲ့အတူတောင်စွန်းထိလိုက်ပါသွားပြီးနောက်ပိုင်းတဝက်မှာအခြေချခဲ့ကြတယ်လို့ယူဆထားကြပါတယ်။ဒါပေမဲ့ဒီဒဏ္ဍာရီကိုတမိုင်းထောက်ထားနဲ့တက်တည်မပြနိုင်သေးတာမို့ထူးဆန်းတဲ့ပုံမြင်တစ်ခုနဲ့ပဲကြန့်ရှိနေပါတယ်။နောက်ထပ်စိတ်ဝင်စားစရာများကိုတင်သွားပေးမှမို့ like and subscribe လေးလုပ်ပေးသွားပါဦးနော်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။